လူတိုင်းကတော့ချမ်းသာနေတဲ့လူတွေကြည့်ပါပဲကျွန်တော်ကတော့ချမ်းသာဖို့အတွက်အိမ်မက်တွေမှတ်ပြီးရောပဲစတင်လိုက်တယ်အိမ်မက်ကျွန်တော်မှလည်းအိမ်မက်တွေရှိပါတယ်ကြီးကြီးမားမားတော့မဟုတ်ပါဘူးကျွန်တော်တို့တွေကအိမ်မက်တွေအကြောင်းတစ်ချိန်မှာပဲတွေးမိကြတယ်ဟုတ်ပါတယ်ဒီအချိန်မှာပဲချမ်းသာဖို့တော့မလုပ်ခင်ပညာရေးကိုပြီးအောင်ရင်သင်ရမှာမလို့ရွာလေအောင်ပြီးထားပြီးတဲ့အကြောင်းကြီးမှတက်နေပါတယ် ဘွားကြီးကိုတသက်မှတ်သေးမှဖြတ်တန်းနေတာကြောင့်ကျမကြီးကောင်းတန်းအောင်တော့ကြပြီပြေးသွားလိမ့်ရှိရဲ့တန်းထဲမှာဆိုရင်လည်းကျွန်တော်ကစာရန်ကျိုးတာပေါ့ကျွန်တော်ကတန်းချိန်ပဲနောက်ကျရမယ်စားချိန်ကိုတော့နောက်ကျမခံပါဘူးဒါကြောင့်တန်းစင်းကနေပြီးဆိုရတယ်ခုပန်နာကနေကိုစားချင်တာကိုပြကတ်ကျိုးရှင်းထားလိုက်တယ် မာရတာလည်းလွယ်ပြီးညာချက်ဒါဆိုတန်းစင်တာနဲ့ဒီလိုစားပြရတဲ့ဆိုင်ကိုပြန်လာပြီးတော့လုပ်ရရှိရလုပ်ဖို့အချိန်ရောက်ပါပြီ ပြီးရင်တော့ထိုင်ကုန်မှာထိုင်ပြီးချမ်းသာခြင်းတဲ့အကြောင်းတွေ့ရတော့ပေါ့ဒါဆိုချမ်းသာအောင်မလုပ်ရမလဲဖူပန်ဒါကရိုက်တာတွေကို bonus တွေအများကြီးပေးနေတယ်ဆိုတော့ရိုက်တာပဲလုပ်လိုက်ရမလား delivery point ချမ်းသာသွားသူဆိုပြီး MPL လာပြနေရင်ဒုက္ခလူငယ်တွေဘာလို့ချမ်းသာကြတာလဲကားကောင်းလားကြီးစီးလို့လား branded တွေတုံးနေလို့လားချမ်းသာရဆိုတာကိုပါလေ

တကယ်တော့အမှန်တကယ်ချမ်းသာခြင်းဆိုတာကကိုစားကျင်တာကိုစားကျင်တဲ့အချိန်မှာစားနိုင်ခြင်းမဟုတ်လားဒီချမ်းသာခြင်းရဲ့အဖြေကတော့ဖူပန်တာမှရှိပါတယ်ကျွန်တော်လည်းစားကျင်တာရေးစားနိုင်ဖို့လို့ဒီဗီဒီယိုလေးနဲ့အနိုင်ရအောင်လိုက်ရန်ရှယ်လေးနဲ့ပေးသွားပါဦး